မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေခုနှစ်ရက်သားသမီးအားလုံးတို့ပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့เนาะအစင်မပြေမှုတွေကြုံတွေ့နေရတယ်ကျွန်တော်ရဲ့မိတ်ဆွေခုနှစ်ရက်သားသမီးအားလုံး ਨੇ အဲ့တော့အလုံးနဲ့ပတ်သက်တဲ့ရေရရာဆိုတော့ဘာလုပ်တွေကိုလုပ်နေတဲ့သူတွေခြေလို့ရလဲဆိုအလုံးလုပ်နေတဲ့သူမှန်သမျှအယောင်းဝယ်လုပ်ငန်းတွေကိုလုပ်ကိုင်းနေတဲ့သူတွေမှန်သမျှကျွန်တော်ခုပြောပြမယ်ရေရရာလေးကိုရေရရာစီရင်လေးကိုပေါ့နော်ဒါနေ့စဉ်နေ့တိုင်းလုပ်ကိုင်းမယ်ဆိုလို့ရှိရင်เนาะ ကျွန်တော်ရဲ့မိษွေခုနှစ်ရက်သားသမီးအားလုံးတို့မှာကြုံတွေ့နေရတဲ့ဒီအလောက်ကင်နေတဲ့ပတ်သက်တဲ့အစင်မပြေတဲ့ဒီအခက်ခဲတွေပြီးသွားလို့ရှင်တောကတွေဒါကင်းဝေးစီမှာပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလတွေမှာဆိုလို့ရှိရင်အလုတ်တွေနဲ့ပတ်သက်လို့ရှိရင်ဒါအစင်မပြေတဲ့သူတွေပေါ့နော်ဒါများနေတာကိုကျွန်တော်တို့ဒါဟောကန်းနေမှာရောဒီဘေးရင်မေးတဲ့သူတွေမှာရောဆိုလို့ရှိရင်ဒါမကြာခဏတွေဒါကြားနေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ ကျွန်တော်ရဲ့ဒီမိတ်ဆွေခုနှစ်ရက်သားသမီးအားလုံးတို့ပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အစဉ်ပြေမဲ့ဒီရေဒီယာအစီရင်လေးတစ်ခုရဲ့အကြောင်းကိုကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးတို့ကိုကျွန်တော်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီအစီရင်လောက်ဖို့ဆိုလို့ရှိရင်ဘာပစ္စည်းလေးတွေလိုမလဲဆိုလို့ရှိရင်လင်မန်းတစ်ချက်လိုမယ်လင်မန်းကတော့ကိုယ့်အကူသေးသေးလေးရတယ်ကြီးကြီးလေးရတယ်အစဉ်ပြေတဲ့လင်မန်းကိုသုံးလို့ရတယ်ဒါကျွန်တော်ကတော့ရှိတဲ့လင်မန်းကိုဒါပြတာပေါ့နော် ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီလိုပါဝါတက်ခဲလေးတက်ခဲလို့မယ်အဲ့တော့ကိုကကြီးကြီးကြိုင်လေပါဝါတက်ခဲအကြီးတောင်းလို့ရတယ်အဲတကယ်လို့ခုနကကို့မှာအသေးပဲရှိတယ်ဆိုရင်လည်းဒီလိုအသေးလေးတောင်းလို့ရတယ်အဲတခုရှိတာကတက်ခဲကအားကုန်နေတဲ့တက်ခဲတော့မရဘူးအဲ့တော့အစ်စ်ဖြစ်ရမယ်ပါဝါတက်ခဲအနေနဲ့ကအဲ့တော့ကျွန်တော်တို့ကဒီအလောက်ကိုင်းနေတဲ့ပတ်သက်လို့အစဉ်ပြေးခြင်းနဲ့နံပါတ်၁ကခုနငွေချေးနေတဲ့ပတ်သက်လို့လည်းအစဉ်ပြေးခြင်းသာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဖျောင်းနိုင်နေတဲ့ဒီလိုအစိမ်းရောင်ပေါ့နော် lucky color လေးကိုဒါရွေးချယ်မယ် အဲ့တော့အစိမ်းရောင်ဒီငွေကြီးလက်လာပါနဲ့ပတ်သက်လို့ရှင်တအားကောင်းတယ်ဒီလိုအစိမ်းရောင်လေးပေါ့နော်အဲ့တော့ဒီအစီရင်ကိုလောက်တဲ့အခါကျလို့ရှင်ဘယ်ချိန်နေလောက်ရမှာလဲအဲ့တော့ခွနရက်သားသမီးမိတ်ဆွေတွေအားလုံးမြည်တိ ဒါနေနံမဆိုးပေါ့နော်မိမိတို့ရဲ့မွေးနေရနေစတင်မယ်ဆိုရင်တော့ဒါပိုးပြီးတော့ကောင်းတယ်အဲ့တော့ဖယောင်းနိုင်ကပြောရလို့ရှင်အပူဖြစ်တဲ့အတွက်နော်မီးဖြစ်တဲ့အတွက်အပူဖြစ်တဲ့အတွက်နှေးကင်းကြီးနေသွားထွင်းလို့လည်းမရဘူးပြီးတဲ့အခါကျဖယောင်းမီးရပူလာဖြစ်တဲ့အတွက်နှေးကင်းကြီးတော့မထွင်းနဲ့အဲ့တော့မနက်တစ်ချိန်ညတစ်ချိန်ထွင်းမယ်ဘယ်ချိန်တွေမှာထွင်းမှာလဲဆိုမနက်ပိုင်းဆို9နာရီရနေ6နာရီကြာအဆင်ပြေတဲ့ချိန်လေးကိုထွင်းမယ်ညာပိုင်းကြလို့ရှင်လည်းပဲအဲခုန9နာရီဆိုကျွန်တော်တို့ဒါမှောင်စားပြုတ်ပြီပေါ့နော်အဲမှောင်စားပြုတ်တဲ့အချိန်ကနေစပြီးတော့ကို ိုအစဉ်ပြေတဲ့အချိန်ညမအီမချင်းပေါ့နော်ဒါထွင်းလို့ရတယ်အဲ့တော့ဘလို့ထွင်းမှာလဲကျွန်တော်တို့အဲ့တော့လင်းမန်းလေးတစ်ချက်လို့မယ်အဲ့တော့လင်းမန်းလေးထဲမှာကျွန်တော်တို့ဒီလိုပါဝါတက်ခဲလေးကိုထည့်လိုက်မယ်အဲ့တော့ပါဝါတက်ခဲကိုထည့်ပြီးတဲ့အခါကျလို့ရှင်ဖျောင်းနိုင်ဖင်ကိုတော့မင်းကြီးလို့မရဘူးကျွန်တော်တို့ကအစီရင်လှုပ်ထားပြည့်တဲ့အတွက်တခြားဖျောင်းနိုင်လေးနဲ့အဲ့ဒီတက်ခဲထိပ်ပေါ်လေးမှာကျွန်တော်တို့ဖျောင်းဇက်ကလေးချပြီးတော့ဖျောင်းနိုင်လေးကိုဒီလိုလေးတည့်လိုက်မယ်တဲလဲပြီးလဲပြီးရောကျွန်တော်တို့ခရီးအောင်ဆောင်မှာတင်းပြီးတော့လူမယ် ဒီဧရာဒီတရက်ထဲမဟုတ်ပါဘူးနေ့စဉ်နေ့တိုင်းဒါလူတန်းလို့ဒါရတယ်เนาะအဲ့တော့ကျွန်တော်တို့ဒါဆူတောင်းလေးလဲကျွန်တော်ပြောပေးမယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားလင်မန်းပေါ်တွင်စီရင်ထားသော ပါဝါတခဲအလင်းတိုင်းထုံးညိစက်ကလူရန်ပူဇော်ပြီးသည့်ချိန်မှစပြီးတော့ဖရာတပည့်တော်တပည့်တော်မတို့မှာကြုံတွေ့နေရသော အလောက်ကိုင်းနဲ့ပတ်သက်တဲ့ပြဿနာအခက်ခဲတွေအစဉ်ပြေချောမွေ့ပါစေအယောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းပဲရောင်းမှန်းသာ၍ဝယ်မှန်းလှပါစေဆိုပြီးတော့ယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့နှီးတိုင်းဒါလှူဒန်းမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်ရဲ့မိတ်ဆွေခဏရက်သားသမီးအားလုံးအလုံးနဲ့ပတ်သက်ပြီးတော့အစဉ်ပြေအောင်မြင်ခြင်းတွေကိုဒါရရှိစေမှာပဲဖြစ်ပါတယ်ဒီရေဒီယာဒီကျွန်တော်ကိုယ်တိုင်ကိုရိဒါလှုပ်ဆောင်ခဲ့တဲ့ရေဒီယာဖြစ်ပါတယ်တော်တော်လေးအစွမ်းထပ်ပါတယ်လှုပ်ဆောင်ကြည့်ပါအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေခဏရက်သားသမီးအားလုံးကျွန်တော်ခုပြောခဲ့တဲ့လင်မန်းတက်ခဲအလင်းတိုင်းလေးကိုစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေခဏရက်သားသမီးအားလုံးအလုံးနဲ့ပတ်သက်တဲ့တောကအပူမီးတွေအများဆုံးညှ င်းညမ်းပြီးတော့အလောက်ကိုင်းနေအစဉ်ပြေပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင်ကျွန်တော်ရဲ့ရေဒီယိုဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်